နေ့ဥပတော်ကိုအရှိတဲ့အခါမှာအချက်လေးတစ်ချက်လောက်မျှကြပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဥပဝါရဲ့မိကိုရဲ့ဤကရန်သူကလူလေဆိုတဲ့မိကွန်လေးဖြစ်ပါတယ်။ကျွန်တော်တို့ဘဝမှာအောက်ခက်ခဲတွေ၊စုံစမ်းခြင်းတွေ၊တိုက်ခိုက်တွေအဲခင်မင်းတဲ့လူတွေဆင်ပြအများကြီးရှိတယ်။ဆိုတော့ဥပဝါအတွက် ဥယံသူကဘသူလဲဆိုတဲ့ချက်ကလေးဖြစ်ပါဘာကြောင့်လဲဆိုတော့ဒီကနေ့အခင်ခွတ်တော်ဟောကြားတဲ့တရားတော်မှာဘာအကြောင်းအရာကြားလဲဆိုတော့ညှဉ်းပန်းနှိပ်စက်ခြင်းအကြောင်းအရာကိုကြားတယ်။အခင်ခွတ်တော်သူ့တပည့်တွေကိုဘာပြောလဲဆိုတဲ့အခါကျရင်မင်းတို့တွေတဲ့အစကားကိုနားထောင်နေတဲ့အတွက်ကြောင့်ညှဉ်းပန်းနှိပ်စက်ခြင်းနေခံကြရလိမ့်မယ်တဲ့အဲ့လိုခံကြရတဲ့အခါမှာတဲ့မင်းတို့မခံခင် ငါအရင်ဆုံးခံခဲ့ပြီးပြီဆိုတဲ့အကြောင်းကိုသိမှတ်ကြလို့ဆိုပြီးတော့မှညှက်မနှိမ့်ဆက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုသခင်ခရစ်တော်ကဝင်းမြသွားတဲ့အကြောင်းလေးကိုခုနောက်ကကျမ်းနာခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ဘာကြောင့်မလို့သခင်ခရစ်တော်ကညှက်မနှိမ့်ဆက်ခြင်းကိုခံရတာလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကောင်းတာတွေလုပ်တယ်အပြစ်ထွားတဲ့အခါကျရင်တရားဒေသနာတွေဟောကြတယ်။ဘာဖြစ်လို့သခင်ခွတ်တော်ညံပန်းနှိမ့်ဆက်ခြင်းခံကြရလဲ မြန်မာနှိပ်ဆက်ခြင်းဆိုတာဟာဒီနေ့သခင်ခရစ်တော်ရဲ့တရားတော်ကိုကြည်လိုက်တဲ့အခါမှာသခင်ခရစ်တော်ကိုလဝါကတိုင်ပေါ်တင်းပြီးနောက်ဆုံးပိတ်လူတွေကတက်ဖြတ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိရှိတယ်။ဒါပေမဲ့လို့ပထမကျမ်းစာတော်မြတ်ထဲမှာကျွန်တော်တို့တဦးစီနေစဉ်ဘဝတက်တာ၌ကြုံတွေ့ရတဲ့အဖြစ်ပြက်လေးတစ်ခုကိုဝင်းမြထားတာကို တွေ့ရပါတယ်။အဲ့ဒါကဘာလဲဆိုတော့ပေါ်နဲ့ဘာနာဘာသာတရားတည်နာတွေလိုက်လံဟောကြားတဲ့အခါမှာဒီနေ့ပထမကျမ်းစာအရာ အသာသူအင်အားတွေများလာကြတယ်တိုးပွားလာကြတယ်အဲ့လိုတိုးပွားလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတဲ့အခါကြလို့ရှင်ဂျူးလူမျိုးနဲ့ဂျူးလူမျိုးမဟုတ်တဲ့ပုံကိုယ်တွေတခင်ခွစ်တော်ရဲ့အနောက်ကိုလိုက်လာတဲ့အခါမှာအတွေးခေါ်အယူဆတွေကွဲပြားလာတာတွေ့ရတယ်ဒီနေ့ပထမကျမ်းစာမှာအဓိကဘာကွဲပြားနေလဲဆိုတဲ့အခါကြလို့ရှင်အသားလီမင်္ဂလာကိုတက်ပြီးခံယူကြမှာလားမခံယူကြဘူးလားဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် ယုလူမျိုးတွေအတွက်အဖအာဗြဟံကနေပြီးဒါအောင်လျှောက်ကျင့်ထုံးလာခဲ့တဲ့အသားလိမင်္ဂလာကိုတော့ခရိယန်ဖြစ်တာဖြစ်ဖြစ်မဖြစ်တာဖြစ်ဖြစ်ငါတို့ဟာဂျူးဖြစ်တဲ့အတွက်ဒီဟာကိုခံယူရမယ်ဆိုပြီးတော့မှတိုက်တွန်းတယ်။ဖတ်မှကြတော့အသာပါတွေကြတော့ယူထုံးစံအစင်လာမရှိတဲ့အတွက်အခေခွတ်တော်ရဲ့အနောက်ကိုလိုက်ရင်ပြီးပြီဂျူးတွေရဲ့ထုံးတန်းစင်လာကိုလိုက်ဆရာမလိုဘူးဆိုပြီးအဖွဲနှစ်ဖွဲဖြစ်လာပါတယ်။အဲ့ဒီအဖွဲနှစ်ဖွဲဖြစ်လာတဲ့အခါမှာ ျွန်တော်တို့ဒီပထမကျမ်းစာရဲ့နောက်ခံသမိုင်းကြောင်းကိုဖတ်ကြည့်မယ်ဆိုရင်ဘာဖြစ်သလဲဆိုရင်အမှန်တော်ကြီးအချင်းချင်းကြားထဲမှာကွဲပြားသွားပါတယ်လို့ကွဲပြားသွားလဲဆိုရင်ဘာနာဘတ်စ်နဲ့မာကလို့ခေါ်တယ်နော်အေဝံဂေလိကျမ်းစာကိုရေးတဲ့မာကုဟာတချမ်းကွဲသွားပြီးတော့စီလတ်နဲ့ဒီမသေဟာတံပေါ်လူရဲ့နောက်ကိုလိုက်သွားတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့ပထမကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာဘာအကြောင်းအရာကိုကျွန်တော်တို့ကြားရလဲဆိုတော့ တံပေါ်လူကတန်ရှင်းသောဝင်တော်မြတ်ဖျားရဲ့ဂျေဇူတော်နဲ့ယူပါယုံကိုရပြီးတော့မချီဒိုးနီးယားပြည်ကိုသူထတ်သွားတော့မယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ပထမကျမ်းစာတော်မြတ်ထဲမှာရေးထားတာဖြစ်ပါတယ်။ဒါဟာအကြောင်းတရားရှိပါတယ်။ဘာကြောင့်မချီဒိုးနီးယားပြည်ကိုထတ်သွားတာလဲဆိုတဲ့အခါကြလို့ရှိရင်ပေါ်နဲ့တိမတိနဲ့တိလက်တို့ဟာဒီတိုင်းတို့သွားနေရင်တော့ခရစ်တော်အကြောင်းကိုပြောတာထက်အချင်းချင်းကြားထဲမှာကွဲပြားပြီးတိုက်ခိုက်မှုတွေပဲဖြစ်လာတော့မယ်။ ငါတို့ဘာသာပါးတွေရှိတဲ့နေရာဖြစ်တဲ့ယူရိုပနယ်တခွင်ကိုဥရောပနယ်တခွင်ကိုထွက်တော်မယ်ဆိုပြီးတော့တန်ရှင်းသောဝင်တော်မြတ်ဖျားရဲ့လမ်းညွန်ဦးဆောင်မှုအောက်၌သူတို့ထွက်သွားကြတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကြားခဲ့ရတာဖြစ်ပါတယ်။သုစုသခင်၌ရှစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဝိမျှကျင်တဲ့အချက်ကနှိမ်မနှိမ့်ဆက်ခြင်းဆိုတာဟာထိခိုက်တိုက်ခိုက်ပြီးတော့မှနှိမ်မနှိမ့်ဆက်ခံရတော့မှနှိမ်မနှိမ့်ဆက်ခြင်းမဟုတ်ပါဘူး။၄င်းစဉ်ဘဝတက်တာမှာ မိမိကိုယ်၌အတွေ့အကြုံကိုဟာကိုဘုရားသခင်ရဲ့အလိုတော်နဲ့မိမိရဲ့ဆန္ဒအလိုတော်တွေကိုရှင်ပြန်တိုက်ခိုက်နေရခြင်းကိုကကိုကျွန်တို့တူဦးစီဟာပြန်ပန်နှိမ့်ဆက်ခြင်းကိုခံကြရတဲ့သဘောရှိတယ်။ဒါကြောင့်မလို့အဝေးသွားစရာမလိုကိုယ့်ရဲ့မိသားစုအတွင်းမှာကိုယ့်ရဲ့သာသနာအတွင်းမှာကိုယ့်ရဲ့အဖွဲ့အစည်းအတွင်းမှာပွဲပြားခြားနားမှုတွေကကျွန်တို့တို့တူဦးစီကိုပြန်ပန်နှိမ့်ဆက်နေခြင်းမှဖြစ်တယ်။ဒါကြောင့်မလို့ဒီကနေ့ကြားရတဲ့နှုတ်ကပတ်တော်ကိုတူတူကနောက်ထောက်ရှုစဉ်းစားရင်းနဲ့ မြန်မာနှိမ့်ဆက်ခြင်းဆိုတာဟာအပြင်မှာရှိတာမဟုတ်ဘူးကျွန်တော်တို့ရဲ့နေစဉ်ဘဝတတ္တမှာတွေ့ကြုံနေရတဲ့အရာဖြစ်ပြီးအဲ့ဒီအရာများ၌ဖျားသခင်ရဲ့အလိုတော်လမ်းကိုတံပေါ်လုခဲ့သူအတူတူဝါရှာဖွေရအောင်လို့ဒီမှာရှိရဲ့ဘာသူတမမိတ်ဆွေအားလုံးကိုဒီခေါ်လိုက်ပါတယ်တို့တူစီကိုဖျားကောင်းပြီးပြပါစေ။